ငလင်တန်းကြောင့်ကိုတိုင်းပိဆက်ခဲ့ရပေမဲ့လည်းရက်20သားလေးကိုအသက်နဲ့ယဉ်ပြီးလွတ်အောင်ကာကွယ်ပေးခဲ့တဲ့အာဂမိခင်တို့ထူးထူးခြားခြားပြည်သက်တို့မင်္ဂလာပါရှင်ထူးထူးခြားခြားသတင်းများ channel ကနေကြိုဆိုလိုက်ပါတယ် ကသမီးတွေကိုမခင်တွယ်ပဲဆွန့်ပစ်တတ်ကြတဲ့မိဘတချို့ရှိတတ်ကြပေမဲ့အသက်ကိုယ်တောင်ဆွန့်ပြီးခလေးငယ်ကိုကာကွယ်ပေးခဲ့တဲ့အာကမိဘတွေကလည်းလူလောကမှာချီးကျူးဖို့ကောင်းအောင်ရှိနေကြတာလည်းဖြစ်ပါတယ်။အခုလက်တလောမှာဖြစ်ပွားနေတဲ့ငလင်ပေးကတော့ပြည်သူတွေအတွက်ကြောက်လန့်ဖွယ်ရာဖြစ်ရဆိုကြီးတခုပါပဲ။ရှောင်ပြေးလို့မရတဲ့သဘာဝဘေးကြီးကိုမြန်မာပြည်သူတွေကအင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။အရင်ကမြန်မာပြည်မှာငလင်တွေလှုပ်ခတ်ခဲ့မှုပြမဲ့လေတခါမှအန္တရာယ်မဖြစ်ခဲ့ဘူးပါဘူး။ ငလင်းကမတိမတာအနေထားနဲ့လှုပ်ခတ်ခဲ့ဘူးပင်မဲ28ရက်3လ2025မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကကြောက်ဖို့အရင်ကောင်းခဲ့တာလည်းဖြစ်ပါတယ်။ငလင်းကမိနစ်ပိုင်းလောက်သာစပီးလှုပ်ခတ်ခဲ့ပင်မဲပြင်းထန်လို့နဲ့ငလင်းနိုင်ကြောင့်မြမပြည်ကြီးကပျက်စီးသွားတဲ့မျိုးပြက်ကြီးလိုပါပဲ။မျိုးတွေဆိုရင်မျိုးပြက်ကြီးအလားအထင်မှတ်ရတဲ့အထည်အကုန်လုံးပြိုကျပျက်စီးခဲ့တယ်လို့လူတွေဒုက္ခရောက်ကြတဲ့မြင်ကွင်းတွေကလည်းကြောက်မှန်းဖွယ်ရပါပဲ။ အိမ်တွေပြုတ်ပြက်ခဲ့တယ်လို့တချို့အိမ်တွေဆိုရင်မြေထဲဝင်သွားတာတွေတောင်ရှိကြပါဗျ။အခုလိုပူအိုက်နေတဲ့အချိန်မှာလူတွေကအိမ်တွေပြိုပြီးပိတ်မိနေတာတွေညက်နေတာတွေကိုတွေးကြည့်ရင်တော့အလိုလိုမျက်ရည်ကျရတဲ့အထီးစိတ်မကောင်းဖြစ်နေကြတဲ့အခြေအနေပါ။အိမ်တွေပြိုပြီးလူတွေပြိနေတဲ့အချိန်မှာကဲပါယူပါတစားစားအော်နေကြတဲ့ပြည်သူတွေကိုကြည့်ပြီးဘာမှမကူညီနိုင်ပေတဲ့ပြည်သူတွေကငုံမိယုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ကြပါဘူး ငလင်ဘေးကလွတ်တဲ့ပြည်သူတို့ချို့ကတော့ပိတ်မိနေကြတဲ့လူတွေကိုကယ်တင်ပေးဖို့လိုင်းပေါ်မှာအကူအညီတောင်းခံကြတယ်လို့ကယ်ဆယ်ရေးတွေလာတဲ့အချိန်မှာလည်းနှုတ်အားနဲ့ကူညီဖိမခဲ့ကြတာလည်းဖြစ်ပါတယ်။အခုလည်းကူညီကယ်ဆယ်ရေးတွေလုပ်နေရင်ကနေမြင်တွေ့ရတဲ့မြင်ကွင်းတစ်ခုကြောင့်လူအများမျက်ရည်ကျရတဲ့အထိစိတ်မကောင်းဖြစ်ခဲ့ကြတယ်လို့မိခင်မြတ်တာဘလောက်ကြီးမှလဲဆိုတာမျက်မြင်တွေ့ခွင့်ရခဲ့ပြီလည်းဖြစ်ပါတယ်။ အရင်တစ်ခေါက်ရေဝေးဖြစ်တုန်းကဖခင်မြစ်တာကိုမြင်ဝင်ရခဲ့တယ်လို့အခုတစ်ခေါက်ကတော့မိခင်မြစ်တာဘလောက်ကြီးမလဲဆိုတာတွေ့ခင်ရခဲ့တာပါရေဝေးတုန်းကလည်းသမီးလေးအသက်ဘေးကလွတ်အောင် သမီးလေးကိုလက်ပေါ်တင်ပြီးလွတ်မြောက်အောင်ထမ်းထားပေးတဲ့ဖခင်မြစ်တာကို ပြသခဲ့တယ်လို့အခုလည်း24နှစ်ကြာပြည့်ပြီနေတဲ့ရက်20သားလေးကိုအသက်ရှင်အောင်လှုပ်ပေးရင်းမိခင်မြစ်တာကို ပြသနိုင်ခဲ့ပြီလဲဖြစ်ပါတယ် အာဂမိခင်လို့အများကတင်စားခံနေရတဲ့မိခင်တဦးကတော့ငလင်နန်းကြောင့်တေဘေးကြုံရမှာကိုတိတိချင်းမှာသမီးလေးကိုကယ်တင်နိုင်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ရုတ်တရက်ဆန်တဲ့ငလင်ကြောင့်ပြေးလွှားလို့မလွတ်နိုင်တော့တာမို့တနေ့မှာညီညီလေးနေပြီးခလေးကိုနှုတ်ယိုတိုက်ချွေးခဲ့တာပဲဖြစ်ပါတယ်။အိမ်ကြီးပြောလို့အသက်ဘေးနဲ့ကြုံရမယ်ဆိုတာသိနေတယ်လို့နာကျင်မှုကိုခံစားနေရပေမဲ့လည်းခလေးလေးကိုနာကျင်မှုကလွတ်မြောက်အောင်ပိုက်ထွေးထားပြီးအသက်ရှင်ပါစီဆိုတဲ့ယူရချက်နဲ့နှုတ်တိုက်ချွေးခဲ့တာလည်းဖြစ်ပါတယ်။ဖခင်ဖြစ်သူက တော့အပြင်သွားနေလို့တေဘေးကနေလို့မြောက်ခဲ့ပေမဲ့သမိသားစုလုံးကတော့အိမ်ထဲမှာပြီးပြီးအတက်တည်ဆုံးခဲ့ကြတာလည်းဖြစ်ပါတယ်။မိသားစုဝင်အလုံးကတော့အိမ်ပြိုပြီးပြည့်တဲ့တန်းကြောင့်အတက်ဆုံးခဲ့ရပေမဲ့ရက်20အရွယ်ကလေးလေးကတော့ကြီးမားတဲ့မိခင်မြတ်တာကြောင့်အတက်ဘေးကလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ပြိုနေတဲ့အင်ကြီးထဲမှာ24နှစ်ကြီးကြာအောင်ပြိမိနေပေမဲ့ခလေးလေးကတော့ဆုံးသွားတဲ့မိခင်တို့ကြိုးကိုတောက်တုံးရင်းအသက်ရှင်နိုင်ခဲ့တာလည်းဖြစ်ပါတယ် မိခင်ဖြစ်သူကတော့သမီးလေးကိုဘလောက်ဆွဲလန်းနေလဲဆိုရင်လာပြီးကတင်ပေးတဲ့အချိန်မှာခလေးကိုခေါ်ထုတ်ဝင်မဲ့ခေါ်လို့မရတဲ့အထီးပါပဲဘသူကမှခလေးနဲ့အမေကိုခွဲထုတ်လို့မရချိန်မှာခလေးအဖေဖြစ်သူကမိမကြီးငါပါဆေးရုံပို့ခြင်းလို့လှုပ်ပေးလိုက်တော့တော့လို့ဆိုပြီးခလေးကိုခိုယူတော့မှခေါ်လို့ရတဲ့အဖြစ်လည်းဖြစ်ခဲ့ပါတယ်အသက်အန္တရာယ်ရှိနေတာတောင်သမီးလေးအပေါ်ဆွဲလန်းနေတဲ့စိတ်နဲ့သူ့ရဲ့မြတ်တာတရားကြောင့်ကြားမိသူတိုင်း မြင်ကြရတယ်လို့မချီကျူးပန်းမနေနိုင်အောင်ဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်